ဒေါဂီချူကြီးကပစ္စည်းဝယ်လို့မရဘူးဖြစ်နေတယ်အဲ့ဒါနဲ့ဒီမှာစိတ်သားကြောင့်အချောင်းနဲ့မမတို့အတွက်အဲ့တော့ဒီမှာစားမလာလို့မြင်ပြန်သေးလို့သူကအဲ့လိုကြီးများတယ်မစားဘူးလားအဲစားမလာပြောစားမဘယ်သူစားမတမိစားမလားစားမလားစားမလားပြော ။ဟောသားမှာစားကြတယ်။အော်တမီးကစားကြတယ်လား။စားကြတာ။အော်ကြည့်ရမှာပေါ့။ဗဇဟ။သားတော့ဗဇဟ။ဗဇဟ။အဲဟုတ်တယ်တမီးကစားကြတယ်ရော့။မလေးဟီယိုအဲ့လိုမျိုးစားဖို့တော့ဘယ်လိုခရရကျွေးရလား။อืมဒီစိန်ခံတော့မယ်။ အဲ့ဒီအယိုးလူလေးတွေရဲ့အာသာချက်ကတော့ဘာဖြစ်လဲဆိုတော့ဒီကရွန်းနေတန်ရှင်းနေပေါ့နော်သူတို့သွားလေးတွေမှာရှိတဲ့ဂျိုးတွေကတ္တရာတွေကြောက်တွေအဲ့ဒါတွေကိုသူကဟိုရှင်းလင်းစေတယ်ပေါ့အဲ့ပြီးရင်ဒီကောင်တွေကကရွန်းကိုကြမ်းပါစေတဲ့အတွက်ဒီအနက်နေပါလေမနံ့ဘူးအဲ့အဟုတ်လေးတွေတချို့ကြတော့ကရွန်းနဲ့မနံ့အောင်လို့သွားတိုက်ပေးတယ်ပေါ့နော် အဲဒီကောင်မလေးဆိုရင်တိတ်သွားတိုက်မပေးဖြစ်ဘူးဒါပေမဲ့သူ့ကိုကြတော့အဲ့ဒီဒီအချောင်းလေးတွေပေါ့အချောင်းလေးတွေပုံမှန်ကျွေးတယ်အချောင်းလေးတွေပုံမှန်ကျွေးရကြတော့သူ့အဲ့ဒါတွေပုံမှန်စားတယ်ပုံမှန်စားတော့သူကသွားနဲ့ကရုံတော့ကျမ်းပါတယ်စိုးပေါ့အဲဆရာမကြီးကသူစိတ်နဲ့ခံတယ်သူကစိတ်နဲ့ရှိတယ်အဲ့တော့အဲ့ဒီကောင်လေးတွေစားရတဲ့သူကဘာဖြစ်လဲဆိုတော့သူတို့ကစိတ်ကျဉ်နေမှုရတယ် ူကသူတို့စုပေးရတယ်လို့ပဲပေါ့နော်သူတို့သူတို့စုရတယ်လို့ခံစားရတယ်အဲ့လိုခံစားရတော့ဘာဖြစ်လဲဆိုတော့သူတို့ကကျဉ်နေတယ်အဲဒုခနာကိုလည်းဒါကိုစားနေချိန်မှာသူဒိုပါမင်းထွက်တယ်ပေါ့နော်ဒိုပါမင်းဆိုတဲ့ဓာတ်ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာစုရရရင်ထွက်တဲ့ဟော်မုန်းဓာတ်အဲဒါမျိုးသူလည်းစားနေချိန်မှာသူထွက်တယ်အဲကြတော့ဒီကောင်တွေကစားရတာလည်းကျင်းနေတယ် ်အဲပြီးတော့သွားတဲ့ ground တွေလည်းကောင်းတယ်စိတ်ကျဉ်တယ်မှုလည်းရတယ်ပေါ့တခါလေဆိုကျွန်တော်ကဒီဥစ္စာကိုကြွေးနေတဲ့အချိန်မှာအဲသူ့ကိုလက်ပေးခိုင်းတာတို့အဲခုနလိုပဲပါဇက်ဟာခိုင်းတာတို့အမူအရာတစ်ခုကိုတင်ပေးထားတာပေါ့တင်ပေးထားတော့သူတို့ကလည်းခိုင်းတဲ့အတိုင်းလည်းလုပ်တယ်အဲလုပ်တဲ့အတိုင်းလည်းစားရတယ်ဆိုတော့သူတို့ကဂျင်းတ်တယ်ပေါ့နော်အဲကျွန်တော်တို့အာဟုလေးတွေကိုအဲ့လိုမျိုးကျင့်ပေးလို့ရတယ်အဲဒီနေ့ကတော့ဆရာမကြီးတို့တို့တို့ရဲ့စိတ်ခိုင်ခံ့ပေါ့နော်အင်းကဲအားလုံးကျေးဇူးတင်ပါတယ်